ကျွန်တော်ကဒီဒစေးရိုက်မှာဘာတွေလုပ်လို့ရလဲဆိုပြီးတော့သိကျင်လို့ပေါ့နော် market value ရှိလဲဆိုပြီးတော့သိကျင်လို့လာတက်ကြည့်ရပေါ့နော်အစတော့3ရက်ဆိုတော့မလောက်တော့ထင်တာပါ3ရက်ဆိုတော့ရန်နေတယ်ပေါ့နော်လက်တွေ့ရောစာပိုင်းတွေရောဒီ market အကြောင်းတွေရောရှင်းပြသွားရပေါ့နော်ပြည်စုံလာတဲ့ကြော်သွားရကိုကိုကိုဘယ်လိုပြောရုံကြည်ကြီးနဲ့လိုရဲလာမယ်ပြီးရင်ဒီ market တယ်လဲကောင်းကောင်းဝင်လာနိုင်မယ်ပေါ့နော်ပြောရင်တော့ဘယ်လိုပြောမလဲပြောရကြပါတော့နော်အကုန်အကုန်ပေါ့နော် ီ brand ထုတ်မဲ့လူတွေရောဒီဒီဇိုင်းရိုက်ပိုင်းအကုန်လုံးပေါ်အစားဆုံးပေါ်ဒီဒီနိုင်ကနေပြီးတော့ brand အဆုံးထိပေါ်ဒီဇိုင်းရိုက်နဲ့ပတ်သက်တဲ့များအကုန်လုံးသိကျင်တဲ့လူများတွေများတက်လို့ရတယ်ပေါ့နော်တခုမဟုတ်ဘူးအကုန်သိသွားမှာပေါ့နော်အဲဆိုအစားဆုံးပါမယ်ပေါ့နော်အဲကျွန်တော်ကလက်ရှိမှာအထည်ဆိုင်ဖွင့်ထားတာဆိုတော့အာဒီကနေ့ဆက်ဆက်တဲ့ဟာဘာရင်များလုံးလို့ရမလဲဆိုတာလေးစဉ်းစားပြီးတော့ဒီဟာလေးကိုလေ့လာဖြစ်တာလေ့လာဖြစ်ရင်းနဲ့မှဒီကဘာသစ်တင်တန်းကိုတွေ့ပြီးတော့လာပြီးရွေးချယ်ပြီးတက်ဖြစ်တာပေါ့တင်တန်းနေအများကြီးရှိရတဲ့နေရာမှာ ရီဗျူးကောင်းကောင်းရထားတဲ့သင်တန်းကိုရှာကြည့်လိုက်တဲ့အခါမှာဒီကဘာတဲ့သင်တန်းကိုတွေ့ပြီးတော့ကျွန်တော်ရွေးချယ်ပြသွားတာဗျအဓိကတော့ TikTok နေရာတွေ့ရတယ်အလုပ်ငန်းချဲ့ဖို့ကအများကြီးအများကြီးတွေ့လာရတယ်ဗျတွေ့လာအခုလှုပ်ချင်တာကတော့အဆုံးတော့အင်ကြီး brand name ထုတ်မလားဆိုပြီးတော့ရွေးစဉ်းစားတာပေါ့စဉ်းစားတာအဲ့ကောင်လေးကိုလုပ်မယ်ဆိုပြီးလာ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 နောက်အခုတခြားအရာတွေပါလှုပ်ချင်တာတွေအများကြီးတွေ့လာတယ်တီရှပ်တွေမှာ color ၄အောင်ဆက်ပြီးတော့ရိုက်ရတဲ့ဟာကို ော်တော်သဘောကျတယ်မြတ်အဲစီဝိုင်းလုပ်ငန်းရှင်တော်တော်များများနဲ့ဆက်ဆက်နေတာဆိုတော့အကုန်လုံးတက်တဲ့နေလို့ထင်တယ်အကုန်လုံးကဆက်ဆက်နေရဆိုတော့လေဒီပစ္စည်းကဆေးရိုက်တင်တာအကုန်လုံးကပါနေတာဆိုတော့ဒီကရွေးချယ်တင်တယ်အကုန်လုံးတက်တဲ့နေလို့ထင်ပါတယ်တခြားကျွမ်းကျင်အောင်လို့အခုလုပ်နေတဲ့လုပ်ကိုပို့ပြီးတော့အခုပြည်နိုင်ရိုက်နေတဲ့ဒစိလုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်လို့အဲ့လိုမျိုးအင်ကြီးရိုက်တဲ့ဟာတော့ပြီးတော့အိတ်လေးတွေရိုက်တာပြီးတော့ခုနခွက်လေးတွေရိုက်တာအဲ့လိုမျိုးအများကြီးသဘောကျတယ်